ရှေးရှုမြတ်တာခယူနာနှင့်နာနာချင်းချင်းအပြစ်မြင်တိုင်းဝမ်းနှွေးမသူဟုတ်တိုင်းဆို၍ကျိုးလူစိတ်ကဆုံးမတတ်သူစရာဟုလို့ဆရာကြီးကတပည့်တွေကိုဆုံးမတဲ့အခါအမုန်းကံပြီးဆုံးမတတ်ကြရဲဆိုတာကပြင်ပလောကမှာသာမဟုတ်ဖ ೇನೆ ရာဇဝင်ပုံမြင်နေတယ်မှလည်းတင်သားဖော်ပြထားတာရှိကြောင်းကိုအများသိပြီးသားရာဇဝင်ပုံမြင်လေးတစ်ခုအချင်းချင်းပြန်လဲဖော်ပြရင်းနဲ့ပြန်ဆက်လိုက်ရပါတယ်ခင်ဗျာ memories ကိုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ comment like and share ပြုနေလဲဝိရပေးဖို့တောင်းဆိုပါရစေရှင်။ဦးမြင့်လေးကဒီလာမုတ်ဒီချက်ပဲဖြစ်ပါတယ်ခင်ဗျာ။လွန်လင်ပြီးသောအခါဘာယန်နသည့်ပြည်ရှိဗျမရက်မင်းသည်တားတော်16နှစ်အရွယ်ရောက်သောအခါဤတပြတထောင်ကိုယူကတက္ကသိုလ်ပြည်ရှိဒိတာပါမောက္ခဆရာကြီးထံသွား၍အတတ်ပညာသင်ချေဟုဆိုကစာနယိခါတို့ကိုပေး၍လွတ်လိုက်၏မင်းသားလည်းဖခင်မင်းကြီးပေးသည်တို့ကိုယူဆောင်လျက် အမိအဖတို့ကတော့ပြီးခရီးနေလေရတက်ကတူပြီးရှိဒီတာပါမောက်ခတံရောက်လေရှင်မင်းတို့ဒီမင်းသားတို့ကိုတခြားတိုင်းပြည်သူပို့ကအတင်ကြစီခြင်းမှာမာနဂျိုးစီရန်ခက်ခဲမှုခံနိုင်ကြည်ရလူစီရိုက်သဘောတဘာဝကိုသိရှိစီရဒီတန္တရာဘုသူတာတူစီရစသည့်အကျိုးတို့ကိုမျှော်ကိုရွေပင်ဖြစ်သည်မင်းသားဒီဘုံနာစီရထံတို့ရောက်၍ခိဒနာပြီးစီရထံအဖို့အခပေးတင်ရတနေ့လုံးပညာသင်နိုင်သည်တနေ့တစ်နေ့ မင်းသားကမိမို့ကိုတယောက်ချွတ်ထားသောနှမ်းဖြူကိုခိုးယူစားသဖြင့်မိမို့ကိုတိုင်တန်းရာပုံနာစရာကမင်းသားကိုလူလင်နှစ်ယောက်ဖြင့်လက်ကင်စီ၍ဝချမ်းစိတ်ဖြင့်ကြောရက်၍ဆုံးမလိမ့်၏မင်းသားသည်မျက်တကြီးထွက်ပြီးနောက်တနေ့မင်းဖြစ်သည့်အခါဤဆရာကိုငါသက်မည်ဟုစိတ်တွင်းတွင်ရည်ညွှန်းထားယူ၏မင်းသားအမျက်ထွက်သည်ကိုဆရာသိ၏အတတ်ပညာတို့ကိုတင်ယူတက်မြောက်ပြီးသောမင်းသားလည်းဆရာကိုကြော်၍ သူမင်းဖြစ်၍ဖိတ်ကြားသည့်အခါလက်ခံမာဟုပြောကပြန်သွား၍တက်ပညာတော်ကိုပြရာဟာကင်မင်းကြီးနှစ်သက်တော်မူပြီးခီနန်စည်းစိမ်ကိုအနှင်းကမင်းဖြစ်စီမင်းဖြစ်သည့်အခါဆရာကိုရံပြံမိစိတ်ဖြင့်ဖိတ်ခေါ်ရာဆရာကဤမင်းကငယ်ရွယ်လွန်လာသည်ငါဤဆုံးမစကားကိုမှတ်သားနိုင်နိုင်မို့မည်မဟုတ်တွားရန်မသင့်တော်သည်ဟုကြံစီကစောင့်ဆိုင်ကနေမင်းကြီး ပြည်စည်းမအရွယ်သို့ရောက်သောအခါတက္ကသိုလ်ဆရာသည်ယခုအခါမင်းကြီးသည် အမျက်မှန်နေပါချိန်တော်ပြီငါဤဆုံးမစကားကိုမှတ်သားနိုင်နိုင်လောက်ပြီမင်းကြီးကို ဆုံးမမည်ဟုကြံစီတရိယာကယမရက်မင်းကြီးထံသို့သွားလေ၏မင်းကြီးသည်ဆရာကို တွေ့ရာနန္ဒဆုတ်ကြောင့်ငါ့ကိုဝချမ်းစိတ်ဖြင့်ကြောက်ရိုက်မှုသည်ယနေ့တိုင်မမီ၏ဟုရန်စကားပြန်ပြောရာပုံနာဆရာကမင်းကြီးဒါမြင့်ချင်းသည်ရံမဟုတ် သင်ထိုကဲ့သို့အကျင့်မကောင်းမှုကိုမရောက်စေရန်သတိပေးခြင်းဖြစ်၏ဟုအကျိုးအကြောင်းပြန်ပြောကြလေ၏။အင်းကြီးကိုဝန်းရံနေသောအမတ်တို့ပါ။ဆရာကြီးစကားမှန်၏။ဤစည်းကြိမ်သည်ဆရာကြောင့်ရခြင်းဟုပြောကြသည်။ထိုအခါမင်းကြီးသည်အမျက်ပြေကဆရာအားကျေးဇူးတင်၍တကယ်တို့ပြရှိဆရာကြီးဤသားမယားတို့ကိုခေါ်ဆောင်ကစည်းကြိမ်အများပြပေးပြီးဆရာကြီးကိုလည်းပရောဟိတ်အရာတို့ထားကဆရာအစုံမှား၌တည်၍ကောင်းမှုကုသိုလ်များပြုလျာ လေလွန်သည့်အခါလက်ပြည်သို့လာရလေ။အိုးထင်းတဲ့ပမာမျက်စိဟာအိုးထင်းလက်ခတ်လက်ပတ်ပုတ်ကတင့်တယ်စေခြင်းမယွင်းအမှန်ပါထိုနီးတာပါဆုံးမစရာတပည့်များရိုက်ညာကောင်းအောင်ပါတဖုံမကိန်းအိုးထင်းတို့မှာအိုးလောက်ရ၌ကွဲငါမခတ်အတက်ပညာတင်သောခါ၌ဆရာတို့က တပည့်သားကိုမုံထမြိုက်မရိုက်မပုတ်ကျိုးကုတ်ပညာတက်အောင်သားလင်ရိုက်ပုတ်တင်ရှင်းဆိုတဲ့ကြပြလီနဲ့အတူမျက်စရာအပေါင်းကိုကာရပြုလိုက်ရပါတယ်ရှင်ကျမတို့ရဲ့ဘဝတစ်ချောင်းလုံးမှာပညာအလင်းပေးခဲ့ကြတဲ့သင်စရာ၊မြင်စရာ၊ကြားစရာ၊ဆရာအားလုံးတို့ကိုအမြင်မမိတတိယပြီးတော့ရိုတီကာဗရာပြုတ်ရပါတယ်ရှင်။ ။နာသုံးနာကို အရင်ခံပြီးတော့ဆရာကဆရာဝတ္တရားနဲ့အညီတင် जा ပြတာပြပါတော့ဆရာဆရာမများရှင်။အမောင်ရည်နေဖုံးလာနေတဲ့ကျမတို့ရဲ့ဘဝကို အလင်းရောင်တောက်ပစီခဲ့တဲ့လမ်းပြခြင်းများတပွဲဆရာဆရာမများအားလုံးကိုဂௌရတရားရှိထားပြီးတော့အစဉ်ဥညွတ်အပ်ပါရဲ့ရှင်။ရင်းရိုင်နေတဲ့ကျမတို့ရဲ့ဘဝကိုအုံမြင့်ခိုင်မအောင်တိဆောက်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါရဲ့ရှင်။ ဆရာဆရာမတွေရဲ့မုံမြက်လာတဲ့သူငင်ဆုံးမမှုတွေမေတ္တာစေတနာကရုဏာတွေကြောင့်ကျမတို့ရဲ့အနေနဲ့လောကဓာတ်ကိုအတုခန္ဓာစွမ်းရှိလာပြီးတော့အမှားအမှန်ကိုခွဲခြားသိမြင်နိုင်တဲ့ဉာဏ်ပညာဝိစာသိပံပညာရဲ့နှစ်မျိုးစလုံးမှာပြည့်စုံလာခဲ့ရပါတယ်ရှင်။ဆရာဆရာမတွေကကျမတို့ចောင်းသားလူငယ်တွေအထွတ်အဓိကပဲ့ကန်ရှင်ကောင်းနေပဲဖြစ်ပါတယ်။ယနေ့အောက်တိုဘာ9ရက်ကမ္ဘာ့ဆရာများနေ့ကစပြီးဆရာဆရာမတွေအားလုံး ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေ။တပည့်တွေကိုပညာအမွေဆက်လက်ပီကန်းရင်နဲ့စိတ်ချမ်းသာမှုတွေရရှိကြပါစေ။တပည့်တွေအပေါ်ထားရှိတဲ့မေတ္တာစေတနာတွေကဆရာဆရာမတွေအပေါ်ရောင်ပြန်ဟပ်ကြပါစေလို့ပီတိကိုသာစားတဲ့ဆရာဆရာမတွေအတွက်တောင်းဆုချေစကားပြောကြလိုက်ရပါတယ်ရှင်။ CDM ဆရာဆရာမများအားလုံးကိုအစမပြတ်လေးစားလေးရဲ့